အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and love ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေလေးတန်းတိဖြစ်ပါစို့ဒီညကနေပြီးတော့ကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါတယ်အဲ့ဒါကျွန်တော်တို့ဒီနေ့မော်ဒါကျွန်တော်တို့လက်ရှိ Arsenal အသင်းရဲ့ update အပြောင်းရွှေ့လေးနည်းနည်းလေးဆွေးနွေးမယ် Arsenal အသင်းနဲ့အခုလက်ရှိမှာတို့လူဂျင်နဲ့ဒါကျွန်တော်တို့တိုက်စစ်မှုအပြောင်းရွှေ့လေးမှာအခုလက်ရှိမှာဒါ နည်းနည်းလေးချင်းချောက်မှုတွေရှိလာခဲ့ပြီလို့ပြောလို့ရတဲ့အခြေအနေတခုကိုအာစနိုသင်ရင်ဆိုင်နေရတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ detail လေးနည်းနည်းဆွေးနွေးမှာဖြစ်လို့ဒါကျွန်တော်လက်ရှိမှာအာစနိုသင်နဲ့ဘာဒီဘလူးဆက်လုပ်ရမှာဖြစ်ကြောင်းကျွန်တော်နည်းနည်းလေးဆွေးနွေးအောင်။အဲ့တော့ တိကျတယ်မှာအာစနိုတင်းနဲ့လာမယ့်နေရာဒီတို့အခုလက်ရှိမှာနံပါတ်6နေရာအတွက်ဒါအပူတပြင်းရှာဖွေနေတယ်တိုက်စစ်မှုဆက်စစ်ပေါ့နော်အခုလက်ရှိမှာတိကျတယ်မှာတိုက်စစ်မှုနေရာမှာသူတို့အနေနဲ့ဒါကစားသမား2ယောက်ကိုယူရထားတယ်ပန်ဂျမင်ဆက်စကိုနဲ့ဗစ်တာကာယိုဂရက်ဆိုတဲ့ကစားသမားယူရထားတယ်ဒါပေမဲ့ကျွန်တော်မနေ့ကတင်ဆက်ပေးခဲ့လို့ပဲပန်ဂျမင်ဆက်စကိုရဲ့အပြောင်းရွှေ့မှာဒါကြောင့်အာစနိုအသင်းထံကိုဒါလိုက်ဇက်ကနေယူရောပေါက်ကရဇီဂရီစတင်ပြီးတောင်းခဲ့တော့တွေ့ရမယ်ကောလာဟာလာတွေကကျွန်တော်ယူရို63တန်းတီတူတောင်းခဲ့ပြီးတော့အာစနိုအသင်းရဲ့အပြောင်းရွှေ့ကိုနှောင့်နှင်းအောင်လုပ်ခဲ့တယ်အဓိကကတော့ခုနကပြောလိုပေးတာလိုက်ဇက် က်ကနေပြီးတော့ဒါကျွန်တော်တို့ပြောမယ်ဆိုရင်သူတို့အနေနဲ့ဘန်ဂျမင်ဆက်စကိုကို သူတို့ greedy ပေးထားခဲ့တဲ့ gentleman agreement ကိုသူတို့ကိုယ်တိုင်ဖြတ်ခဲ့တယ်လို့ဆိုလို့ရမှာပါတယ်။ဒါကဘာကိုဆိုလို့ကျင်တာလဲ။ Sasco အနေနဲ့ဒါမနစ်ကဒါကျွန်တော်စာချုပ်ဖြတ်သိမ်းခြင်းပါတဲ့စာချုပ်ကိုဖြတ်ပြီးတော့စာချုပ်အစ် live channel ချုပ်ဆိုခဲ့တယ်။မနစ်က စာချုပ်ဒီတက်မှာဒါကြောင့်မမဲ့ရဲ့ Arsenal အသင်းအနေနဲ့မနစ်ကနွေရာသီက Sasco ကိုခေါ်ယူဖို့အတွက်ကြိုးစားခဲ့တယ်။ဒီလိုခေါ်ယူတဲ့နေရာမှာ Arsenal အသင်းနဲ့ဒီလိုမျိုးအုံနောက်စားစရာမပေးနဲ့ကစားသမားနဲ့ပုဂ္ဂိုလ်ရေးရာသဘောတူညီမှုရရောက်နေတဲ့စာချုပ်ဖြတ်သိမ်းခြင်းပေးပြီးမနစ်က ခေါ်ယူဖို့အတွက်အဓိကကြိုးစားခဲ့တယ်။ဖြစ်မှုလည်းဖြစ်ခဲ့တယ်။ဒါပေမဲ့ဒီနေရာမှာဒါကျွန်တော် RB live channel အနေနဲ့သူတို့ရဲ့စာချုပ်အဟောင်းကိုဖြတ်ပြီးတော့စာချုပ်အစ်စ်ကိုဒါကျွန်တော်ချုပ်ဆိုခဲ့ ခဲ့ပြီးတော့ဒီစာချုပ်ဖြတ်သိမ်းကြီးဆိုတာကြီးကိုဒါ RB Live ဆက်ကနေပြီး Subscribe တို့ဖြတ်ပြေးခဲ့တယ်အဲ့တော့ဒီညမှာဒီညမှာစာချုပ်အစ်ချုပ်ဆိုတဲ့နေရာမှာကျွန်တော်သိသလောက်ပေါ့နော်ဒါ Live ဆက်ဘက်ကနေပြီးတော့ Sasco ကို gentleman agreement လုပ်ပေးခဲ့တာရှိတယ်။လာမယ့် New Year ဒီမှာ live set ဒါအခြေအနေမကောင်းခဲ့ဘူး။ဒါ तू ထင်လို့အသင်းကမဖြစ်ခဲ့ဘူးဆိုရင်တော့ तू ကြိုက်နေတတ်တဲ့ club ကိုပြေးပြောင်းမှဖြစ်ပြီးတော့ဈေးသက်သက်တသားနဲ့အတူကိုအသင်းပြေးပြောင်းမယ်ဆိုတဲ့ပုံစံမျိုး Sasco ကို gentleman agreement လုပ်ပေးခဲ့တယ်။ဒါပေမဲ့တကယ်တမ်းအခုလက်ရှိမှာ Arsenal အသင်းကလည်းဒါတကယ်တမ်းဒီကစားသမားကိုခေါ်မယ်ဟေးဆိုတဲ့ပုံစံမျိုးလေးရောက်လာတော့တကယ်တမ်းခုနကလက်ရှိမှာဒါကစားသမားနဲ့လည်းအဆင်ပြေနေပြီလက်ရှိကြားတော့က Sasco နဲ့ဒါ Arsenal တို့ကြားတဲ့ကပုံကူရေးရသဘောတူညီမှုကအဲ့လောက်ထိခက်ခဲနေတဲ့အနေအထားမဟုတ်ဘဲနဲ့ဒါအသင်းသင်းကြားတာခေါင်းညိနိုင်ခဲ့မယ်ဆိုရင်တော့ကစားသမားကို ်ခေါ်ယူနိုင်မဲ့အခြေအနေတကူကိုအာဆိုသင်းရောက်သွားမယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။ဒီချိန်မှာတော့အာဆိုသင်းနဲ့ဒါရှယ်ရှယ်လေးပဲကစားသမားနဲ့လေအိုဂီလောက်ပြီးဆိုပြီးတို့အနေနဲ့ဒါအာဘီလိုက်ဇက်ကိုဒါတရားဝင်ချိတ်ဆက်မှုတွေပြုလုပ်ပြီးတော့ခေါ်ဖို့အတွက်ဒါကျွန်တော်ကန့်လန့်မှုတွေပြုလုပ်မယ်ဆိုပြီးတော့ဈေးစကားလှမ်းမိတယ်လို့သိရတယ်လို့မပါတယ်။အဲဒီအချိန်မှာဒါကျွန်တော်တစ်ဖက်ကအာဘီလိုက်ဇက်ကနေပြီးတော့သူတို့ရဲ့ကစားသမားယူရို93တန်တန်ကြောင်ပေါင်နဲ့တွဲပေါင်တန်း80တို့ပေါင်တန်း80နဲ့82တန်းလောက်တန်ကြောင်ဆိုတဲ့ပုံစံမျိုးကိုကတ်လို့အဲ့တော့အာဆိုသင်းတဲ့ဒီညမှာတော်တော်လေးကိုကတ်ကန့်လန့်ကြခဲ့တယ်ပေါ့နော်။ကျွန်တော်အနေနဲ့ဒီညမှာအာဆိုသင်း ်မြောက်တကိုင်းလွတ်မှာကိုကျွန်တော်နည်းနည်းတော့စိုးရိမ်မိတယ်။ဘာကြောင့်လဲ။ဘာလို့ဒီလိုပြောရလဲ။လက်ရှိမှာအာဆိုသင်းရဲ့တိုက်စစ်မှုက၂ရောက်ကိုတည်းလက်ရှိမှာအာဆိုသင်းပြစ်မှတ်ထားရတယ်။ဒီကြားထဲဘန်ဂျမင်ဆက်စကွေ၊ဖစ်တာကာယိုဂရက်ဆီကိုလက်ရှိမှာပြစ်မှတ်ထားရတယ်။အဲ့တော့ဒီနေ့မှာဘာကြောင့်မှန်းမသိတဲ့ပြဿနာတစ်ခု၊ဘာကြောင့်မှန်းမသိတဲ့အခြေအနေတစ်ခုကြောင့်မလို့လက်ရှိမှာအာဆင်နယ်ကဒါကျွန်တော်တို့ကာယိုဂရက်ဆီအပြောင်းရွှေ့ကိုခဏမိထားပြီးဆက်စကိုဘက်ကိုအပြည့်အဝသူတို့အနေနဲ့ပုံချရတယ်။အာဆိုသင်းနဲ့လာမယ့်နေရာဒီမှာဒီတိုက်စစ်မှု၂ရောက်တဲ့ကတစ်ရောက်ကိုပဲခေါ်ယူခွင့်ရပြီးပြီ။၂ရောက်လုံးကိုခေါ်ယူနိုင်တဲ့ဘတ်ဂျက်အနေထားကိုအင်အားကိုရှိရ င်လူလဲမလူတဲ့အနေထားမှာရှိရင်အဲ့တော့တို့နေနေတာကံမမဲ့ရပဲဒါကျွန်တော်အပြောင်းရွှေ့ရာသီမစခင်ဒါကျွန်တော်လက်ရှိရာသီမကုန်ခင်နှစ်ပတ်လူလောက်မှာ အာဆုံသေးနေတဲ့ကာယုတ်ကက်ဆေအေဂျင့်နဲ့ဆွေးနွေးနေတယ်ကာယုတ်ကက်ဆေအေဂျင့်ကုမ္ပဏီကအာဒိတာနဲ့ယဉ်တည်ပြီးတော့တော်တော်လေးအဆင်ပြေတဲ့ကုမ္ပဏီဖြစ်ကြောင်းဒါအပေါင်းလက္ခဏာစောင့်နေတယ်ကာယုတ်ကက်ကလည်းအာဆုံသေးတာတကယ်တမ်းကန့်လှန့်လာမှာဆိုရင်တော့ကောင်းခါသွားစရာမရှိဘဲနဲ့ကောင်းညိတ်သွားစရာပဲရှိတယ်ဆိုတဲ့ကြောင့်မို့ကာယုတ်ကက်ကိုဒါကျွန်တော်တို့ဘဲချင်းရိုက်တက်တက်ကိုယ့်အထက်ကဖားဆိုတဲ့ပုံစံမျိုးတို့အကွက်နင်းခဲ့တယ်အဲ့ဒီမှာဒါကျွန်တော်တို့ဘာကြောင့်မှမသိဘဲနဲ့လက်ရှိမှာအာဆုံသေးကဆက်စကူဘက်ကိုဟိုကာယုတ်ကက်ကိုပြစ်ပြီးတော့ဆက်စကူဘက်ကိုလှည့်သွားတယ်ဆက်စကူဘက်ကိုလှည့်သွားချိန်မှာအခုလက်ရှိမှာဆက်စကူနဲ့ပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုအခွင့်အရေးကောင်းနေတယ်ဒါပေမဲ့ပြဿနာက RB Live ဆက်ကပေါက်ခဲ့ရသေးတောင်းနေခွန် ပါလို့ပဲယူရို90 93သန်းနဲ့ပါအဲ့တော့ဒီနေရာမှာခုနကကာယိုဂရက်စ်ကိုပြန်လှည့်ဖို့အတွက်အာစနိုသင်ကြိုးစားရတော့မယ်နေဒါမှရောက်သွားခဲ့ပြီဆိုရင်ဒီနေရာမှာနည်းနည်းခက်ခဲသွားဘာလို့ဆိုတော့ဒီအပြောင်းအရွှေ့မှာချယ်ဆီသင်ဝင်လာခဲ့ပြီ Chelsea တင်းလာမဲ့ညရာဒီမှာသူတို့နဲ့ budget အဖြစ်တော်တော်လေးကိုတောင့်တင်းတယ်။သိကြတယ်မချမ်းမဲလေးဝင်ဝင်ရတာလေ Conference League Champion ရဲ့။ဒါအပြင် Club World Cup က Blue Bay ရရမဲ့ဒါပတ်စံတွေရှိတယ်။အဲ့တော့အဲ့ဒီအရမဲ့ပတ်စံဒီအကုန်လုံးပေါင်းလိုက်ပြီးဆိုရင်လက်ရှိမှာဒီနှစ်မှာကျွန်တော်အမြင်ရပြောမှာဆို Arsenal တင်းရတဲ့ပတ်စံတွေအများကြီးပူသွားပူများသွားမယ်နေတော့အဲ့တော့သူ့ရဲ့ဒါကျွန်တော် Chelsea အသင်းရဲ့နောက်တဲ့ဝင်ငွေအသက်တစ်ခုဖြစ်လာမယ်ဆိုတော့ဘာလဲဆိုတော့ ကလပ်ဝေါ်ကပ်ပဲကလပ်ဝေါ်ကပ်ကရမယ်ပတ်စံကပေါင်ကိုတန်းကိုယာနဲ့ချီရပြီးတော့ Chelsea တဲ့လက်ရှိမှာ Arsenal သင်းရနေတယ်ဒါလုခလာတော့ကျွန်တော်တို့ဒါစုရင်းငွေဖြစ်တယ်ဒါ Champion League ထဲမှာအများသွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ဘာလို့လဲဆိုတော့ခုနကပြောတော့ billion ရှိတဲ့ pot တွေကပြန်ခွဲရမှာဟုတ်အဲ့တော့ ချက်စီတင်တဲ့ခုလက်ရှိကာယိုဂရက်စီအပြောင်းရွှေ့မှာဒါကျွန်တော်ဝင်ရောက်လာဖြစ်တယ်ဒါကျွန်တော်ကြားတော့ချက်စီတင်ရဲ့အေဂျင့်တွေကဒါကျွန်တော်ကာယိုဂရက်စီအေဂျင့်တွေနဲ့လွန်ခဲ့တဲ့ဒါကျွန်တော်ရက်ပိုင်းအတွင်းကဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်အဓိကတော့ကာယိုဂရက်စီကတော့လက်ခံဆွေးနွေးပေးပါဦးချက်စီတင်ကဆိုအာစနယ်တင်ကလက်ရှိမှာဆက်စကိုပဲပြောင်းရွှေ့သွားတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ကာယိုဂရက်စီကိုခေါ်ယူဖို့အတွက်အားနည်းသွားပြီထင်းနဲ့အထင်နဲ့ဒါကျွန်တော်ကာယိုဂရက်စီအေဂျင့်တို့အုပ်စုတို့ကဒါအာစနယ်တင်ကိုစောင့်မနေတော့ဘဲနဲ့သူတို့အနေနဲ့ချက်စီတင်နဲ့တရားဝင်ဆွေးနွေးခဲ့တယ်ချက်စီတင်ကခုလက်ရှိမှာဒါလီယမ်ဒလပ်ကိုတရားဝင်ခေါ်ယူထားတာမှန်ပေမဲ့သူတို့အနေနဲ့ဒီချက်ပူကောင်းပြီး အစစ်အမြစ်နဲ့တိုက်စစ်မှုတရားလူကျင်တဲ့ကြောင့်မဒါကျွန်တော်တို့ဆွီဒင်တိုက်စစ်မှုဖြစ်တဲ့ဒါကာယိုဂရက်စ်ကိုလူရှိကြောင်းသူတို့နဲ့တရားဝင်စိတ်ဝင်စားမှုတွေပြသပြီးတော့ဒီဂျပိုင်းအတွင်းမှာကာယိုဂရက်စ်တရားဝင်ဆွေးနွေးခဲ့တယ်။လက်ရှိမှာဒါချက်စီအသင်းကလည်းဒါတစ်ဖက်က Sporting ဘက်ကတောင်းတဲ့ Euro 65သန်းပေါင်55သန်းဆိုတဲ့ပတ်စံကသူတို့ရဲ့ budget ထဲမှာရှိရကြောင်းမူကောင်းကောင်းမွန်မွန်ကြီးပေးနိုင်တဲ့သဘောမှာရှိ။အဲ့တော့အာဆိုအသင်းနဲ့ဒီနေရာမှာတော်တော်လေးကိုအကျက်ရိုက်သွားနိုင်တဲ့အနေအထားမှာရှိ။အဲ့တော့ ဘာကြောင့်လဲအဲ့တော့လက်ရှိမှာ market ထဲမှာဒီနှစ်မှာတိုက်စစ်မှုတွေရှိတယ်တကယ်တမ်းလက်ရှိမှာလူတိုင်းစိတ်ဝင်စားတဲ့တိုက်စစ်မှုအားလုံးက3ယောက်ရှိတယ်ဟုတ်တော့ဒါ4ယောက်ပေါ့နော်1ယောက်ပါထပ်တော့မယ်ဆို4ယောက်ရှိတယ်အဲ့တော့ center forward ကစားမှာ Jonathan David ထပ်မယ်4ယောက်ရှိတယ်အဲ့တော့1ယောက်ကလက်ရှိမှာတီးကြတယ်မှာ Benjamin Sesko Arsenal လိုက်နေကစားသမားရှိတယ်ဒုတိယက Victor Kyrgios Euro 65သန်းပတ်ချလေဝင်ညာရနောက်တတိယတစ်ယောက်က Hugo Akatai Frankfurt ရဲ့တိုက်စစ်မှုနောက်ဆုံးတစ်ယောက်က Victor Osimhen ဒီကစားသမားတွေကိုလက်ရှိမှာအကုန်လုံးကဒါကျွန်တော်တို့ ဒီနှစ်ရတာ market ထဲမှာ available လက်ရှိအခြေအနေတည်းဒါကျွန်တော်တို့ခေါ်ယူလို့ရနိုင်တဲ့တိုက်စစ်ပဲအဲ့တော့ပြောချင်တာ current data တွေဆိုင်ဒီနှစ်ကတည်းကကျွန်တော်တိုက်စစ်မှု market ကနည်းနည်းလေးပိုကောင်းခဲ့တယ် current နေဆိုတာတိုက်စစ်မှုများဆလာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ arsenal သင်းနဲ့ center forward ဒါကျွန်တော်တို့ခေါ်မယ်ဆိုရင် jonathan david ကိုလည်းအလွတ်နဲ့ခေါ်ယူဖို့အခြေအနေတည်းရှိသေးတယ်ဒါပေမဲ့ဒါအဝေးလိုပါအဲ့တော့လက်ရှိမှာ arsenal သင်းနဲ့ sasco နဲ့တရားဝင်ဆွေးနွေးနေတယ်ဒါ kyogres နဲ့တရားဝင်ဆွေးနွေးနေတယ်အဲ့တော့လက်ရှိမှာ arsenal သင်းက hugo architect ကိုလည်းဒီနှစ်ယောက်ထဲကအဆင်မပြေခဲ့စိတ်ဝင်စားရတယ်မှာပါတယ် ozerman က arsenal သင်းလုံးဝစိတ်ဝင်အဲ့တော့ဒီ arsenal မေ့ချလာအဲ့တော့ arsenal သင်းလက်ရှိမှာ ာ၃ယောက်ရှိတယ်တိုက်စစ်မှုအဲ့တော့ဒီနေရာမှာခုနပြောခဲ့သူ Sasco ကိုပေါက်ကြရစီတစ်ဖက်က live set ကတောင်းတယ်ယူရို90နဲ့3နဲ့ဆောက်တိတ်ပဲမရှိသေးစီဒါပုံမလေးပြောဘလို့မှ Arsenal သင်အိုက်စေးပေးပြီးခေါ်မှာမဟုတ်ဘူး နောက်တစ်ယောက် Hugo Academy Hugo Academy ကိုလည်း Frankfurt ကဂျူတန်း90ခေါ်ထားတယ်။ဘာကြောင့်လဲ။ကျွန်တော်ဘာကြောင့်သိလဲ။လက်ရှိမှာ Hugo Academy ကိုဂျားထဲမှာ Chelsea တင်းကဒါ Victor Kyokres ကိုမဆက်သွင်းခင်မှာသူတို့အနေနဲ့စိတ်ဝင်စားလို့မေးခဲ့သေးတယ်။ Hugo Academy ကိုတစ်ဖက်က Frankfurt ကယူရိုတန်း90ရောင်းမှရောင်းမယ်။အဲဂျားထဲမှာ Victor Kyokres တယောက်ပဲကြမ်းမယ်။ဒီသုံးယောက်ထဲမှာအခုလက်ရှိမှာဂိုးရီလည်းအများကြီးသွင်းတယ်။အများကြီးလည်း performance ရအောင်ရမ်းမိုက်နေတာ Victor Kyokres ဈေးလည်းအသက်သာဆုံးဖြစ်တယ်။ယူရို65တန်းပေါင်55တန်းနဲ့ရမယ်။အဲ့တော့ Arsenal တင်းတဲ့ခုလက်ရှိမှာရှင်းရှင်းလေး တို့အနေနဲ့တစ်ဖက်က Chelsea အသင်းကဒါကျွန်တော်တို့တီးရတော့ပေါ့နော် Chelsea အသင်းအနေနဲ့အခုလက်ရှိဒါကျွန်တော်တို့အပြောင်းရွှေ့မှာကာယကရစီအပြောင်းရွှေ့မှာထဲထဲဝင်ဝင်မရောက်သေးခင်ပုံစံမျိုးမှာဒီအပြောင်းရွှေ့မှာ Arsenal အသင်းအနေနဲ့ကာယကရစီကိုအမြန်ဆုံးစုပင်လုပ်တင်တယ်လို့မြင်တယ်အဲ့ဒါမှမဟုတ်ခုနကပြောတော့ Arsenal အသင်းနဲ့ဒါကြီးကိုဒူရောလက်မခံမင်းနဲ့ OK အဲ့ဒါဆိုငါတို့ကာယကရစီကိုမခေါ်ချင်သေးဘူး Sesco ကိုငါတို့ရအောင်ညှိမယ်ဆိုတော့တော့ဒါတော့ပုံနဲ့ share ရောဘာတွေရောပြောလို့ရအများကြီးရှိအဲ့တော့ကျွန်တော်အနေနဲ့ပြောမှာ Arsenal အသင်းအနေနဲ့ခုနကပြောလို့ပဲ SASCO ကိုယူရို63တန်ဘယ်လောက်ဒီဈေးလျှော့နိုင်မှာကျွန်တော်ယူရို180ပေါင်းတော့ဆို80 85တန်လောက်နေပြီပြရအောင်ပါပဲအဲ့တော့ကျွန်တော်အနေနဲ့ပြောမှာ Arsenal တင်းနဲ့ Victor Kyogres ကိုတကယ်ကိုခေါ်တင်းတယ်လို့မြင်အကဲ Victor Kyogres ကိုဒါကြားထဲမှာ Chelsea အသင်းကခေါ်ဖြစ်သွားခဲ့မယ်ဆိုရင်လက်ရှိမှာအကဲခုနပြောဆိုနောက်ဆုံး Okay ငါတော့ SASCO ကိုတော့မခေါ်ဘူးအဲ့တော့ SASCO လည်းမခေါ်ဘူး Kyogres ကလည်း Chelsea နောက်ပါသွားရင်လက်ရှိမှာတိုက်စစ်အပြောင်းအရွှေ့မှာ Arsenal တင်းမြောက်တက်ကန်လွတ်သွားနိုင်တယ်လို့မပါဘူး အဲ့ဒီအပြောင်းရွှေ့လို့မဖြစ်ဘူးအာဆန်နယ်တို့မြင်မြင်အက်ကလုံးမရမယ်ဆက်စကိုဆိုလဲဆက်စကိုဒါမြန်မြန်ကြီးမြန်ကြီးမမတိကြောက်မတိကြောက်ဗစ်တာကာဂရက်စ်ပြန်ပြောင်းအဲ့လိုမျိုးပုံစံမျိုးတွေဒါလုတ်တင်ပြီလို့ကျွန်တော်ကိုကျွန်တော်ကျွန်တော်အမြင်ကပြောရမယ်တော့မှာပါအဲ့တော့ဒါကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်100%အမြင်အဲ့တော့ခင်ဗျားတို့လည်းကျွန်တော်အမြင်ကွဲရင်ကွဲနိုင်တယ်ဒါပေမဲ့လက်ရှိမှာ market ထဲမှာ striker 3ယောက်4ယောက်ရှိရဆိုမှမဲ့ဒီဈေးတွေထဲမှာတော့ဗစ်တာကာဂရက်စ်ကအတန်ဆုံးလို့ကျွန်တော်အနေနဲ့မြင်တယ် ဒါတော့ပါပဲအားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော့ဒီလေးတစ်နေ့ဖြစ်ပါဆိုဒီညကနေကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါရစေအဲ့တော့ဘလုံးမတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုပေါင်းကူညီလို့ရပါတယ်မြန်မာတဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျာအောက်က comment တွေထဲမှာလေး Youth Sport Media 3.0ဆိုတဲ့ TV4U တွေလင်းလေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရမြန်မာတဲ့ကလစ်ဖို့မမေ့ကြပါနဲ့မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ ကောင်းမွန်တော့နေနေဖြစ်ပါသူမောင်အောင်တောင်းပေးနေပဲကျွန်တော်တို့ကြီးနောက်မှာ AAC တွေ့ကြတယ်ပေါ့အားလုံးမကြွနေမှာ MMA ကလစ်ပေးကြအောင်ဗျမမကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်တေးပါဗျ